ကွန်ပျူတာလုံးမြင်လာပါဒီနေ့ဗီဒီယိုမှာတော့ဗုဒ္ဓဘာသာဟာဘယ်နိုင်ငံတွေကိုအရင်ဆုံးရောက်ရှိပြီးမှမြန်မာနိုင်ငံကိုရောက်ရှိလာလဲဆိုတာကိုဒီနေ့ပြောပြသမှာပဲဖြစ်ပါတယ်။ချွင်းကျန်အနေနဲ့ပေါ့နော်ဟိုဗုဒ္ဓဘာသာဟာမြန်မာနိုင်ငံထဲအစိုးရရောက်ရှိလာတဲ့တချို့နိုင်ငံတွေရှိတယ်။အဲ့နိုင်ငံတွေကို ကျွန်တော်ထည့်မှပြောသွားဘူးပေါ့နော်။ဘာကြောင့်ထည့်မှပြောဦးလဲဆိုတာဗီဒီယိုရဲ့ကျွန်တော်နောက်ပိုင်းလေးမှာကျွန်တော်ထည့်ပြီးပြောပြသွားပေးမယ်ပေါ့နော်။အရင်ဆုံးပေါ့နော် disclaimer အနေနဲ့ပေါ့နော်ကျွန်တော်နားလည်အောင်ပေါ့အချင်းချင်းလေးပြောပြမယ်ပေါ့နော်။တချို့ computer ကတော့သိရတယ်တချို့ computer ကတော့မသိသေးဘူးပေါ့နော်။မသိသေးတဲ့ computer အတွက်ဗဟုသုတရအောင်အနေနဲ့ပေါ့နော်။ဗုဒ္ဓဘာသာပထမဆုံးကကျတော့အဲအိန္ဒိယရဲ့မြောင်ပိုင်းပေါ့နော်။အိန္ဒိယရဲ့မြောင်ပိုင်းမှာအိန္ဒိယကိုပြန်နှံ့ဖို့အတွက်အရင်ဆုံးလုပ်ခဲ့တာကတော့ပင်စာဝကီ၅ဦးပေါ့နော်။ပင်စာဝကီ၅ဦးနောက်ပိုင်းမှာ ဒီဗုဒ္ဓဘာသာကိုပြန့်နှံ့အောင်အဓိက main ပြုလုပ်ခဲ့တဲ့လူကဘယ်သူလဲဆိုရင်အဆိုကပ်ပေါ့နော်မြန်မာနိုင်ငံအခေါ်ရဆိုရင်အတော်ကမြင်လို့လည်းခေါ်ရဲဒါမှကျွန်တော်ဗီဒီယိုတစ်ခုလုံးအဆိုကပ်ပဲသုံးပါမယ်ပေါ့နော်အဆိုကပ်ကအဓိကပြန့်နှံ့ခဲ့တယ်ပေါ့နော်အဆိုကပ်ကြောင့်ပဲဒီဗုဒ္ဓဘာသာကကမ္ဘာအနှံ့ကိုပြန့်ခဲ့တာပေါ့နော် ဒါကတော့အိန္ဒိယပြည်နိုင်ငံပေါ့နော်ကျွန်တော်အိန္ဒိယကပြည်နိုင်ငံကိုထားပြီးတော့တခြားဘယ်နိုင်ငံကြီးအရင်အရင်ရောက်လဲဆိုတာကျွန်တော်ပြောပြပေးမယ်ပြီးတော့ချင်းချက်အနေနဲ့ပေါ့နော်ဒီထဲမှာနှစ်ပိုင်းရှိတယ်နှစ်ပိုင်းကဘာလဲဆိုရင်တစ်ခုကကျတော့ BC ပေါ့နော် BC BC ဆိုတာကအခုဟိုဘယ်လိုပြောမလဲအခုခရစ်တော်မပေါ်ခင်မင်းကပြန့်သွားခဲ့တဲ့အရာပေါ့နော်ဟိုပြီးတော့ AD AD ကျတော့ခရစ်တော်ပေါ်ပြီးမှအရာပေါ့ဒါကွန်ပျူတာရှင်းရှင်းလင်းလင်းဖြစ်သွားမှာပေါ့တခါလေကျရင်ရှုပ်သွားတယ် BC နဲ့ AC ရပေါ့နော်အိန္ဒိယပြီးွားလို့ရှိရင်ပေါ့နော် အဲပထမဆုံးစားရောက်ရှိတဲ့နိုင်ငံကတော့ရှီလင်ကာပေါ့နော်ကျွန်တော်ကဒီထဲမှာနိုင်ငံကြီးပေါ့နော်ခုလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံကြီးနဲ့ကျွန်တော်တွဲပြောသွားမှာဖြစ်တယ်ပေါ့နော်တွဲပြောသွားမှာဖြစ်တယ်ဆိုပေမဲ့ complete ကိုနားလည်အောင်ကျွန်တော်တစ်ဖြည်းတစ်ဖြည်းချင်းစီရှင်းပြသွားပေးမယ်ပေါ့နော်ဒီထဲမှာဟိုရှီလင်ကာကိုဘာကြောင့်နာမည်တက်လိုက်လဲဆိုလို့ရှိရင်အဲ့ချိန်မှာတော့ရှီလင်ကာနဲ့အိန္ဒိယတတွဲတယ်ပေါ့နော်အဲရှီလင်ကာကပထမဆုံးစားရောက်ခဲ့တဲ့နေရာပေါ့နော်မြန်မာလို့ဆိုလို့ရှိရင်တီဝိုကျွန်းလို့လည်းခေါ်တယ်ပေါ့ဘာလို့လဲဆိုတော့ကျွန်တော်ကဒီဟာကို ဟိုပြောရမယ်နောက်ဆက်တွဲတွေလာအောင်ပါလေနောက်ဆက်တွဲတွေလာအောင်ပါဆိုတော့ကျွန်တော်ရှင်းအောင်ရှင်းပြသွားတာပေါ့เนาะတီဝကျွန်းဆိုတာကိုအရင်ဆုံးသူကအဆိုကတွေပေါ့เนาะအဆိုကတကဒီရှင်းလင်းငါကိုဗုဒ္ဓဘာသာကိုအရင်ဆုံးပြန်ပွားတယ်ပေါ့เนาะဗုဒ္ဓဘာသာကိုအရင်ဆုံးပြန်ပွားတယ်ဆိုတာက BC 300ဆိုပေါ့เนาะအတိအကျပြောရမယ်ဆိုတော့250ဝင်းကျင်လောက်ပေါ့เนาะ250ဝင်းကျင်လောက်မှာသူအရင်ဆုံးရှင်းလင်းငါကိုပြန်ပွားတယ်ပေါ့เนาะအဲဒီအပိုင်းကအရန်အရေးကြီးတယ်ပေါ့နော်အရေးကြီးတယ်ဆိုတာဘယ်လိုလဲဆိုရင်ရှင်းလင်းကဘယင်ပေါ့နော်ရှင်းလင်းကဘယင် ဒေးဗစ်နမ်ဘီယားပေါ့နော်ဒေးဗစ်နမ်ဘီယားကိုအဲသူတို့တွေဗုဒ္ဓဘာသာမစ်ရှင်အတွက်နဲ့ပေါ့နော်ဗိတာဗုဒ္ဓဘာသာမစ်ရှင်ပြန်ပွားရေးအတွက်နဲ့သူတို့စစ်တိုက်တဲ့ဟာတွေရှိတယ်။တရား politics တွေအများကြီးပဲရှိတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်ကဒီဗီဒီယိုထဲမှာဗုဒ္ဓဘာသာဘယ်နိုင်ငံကိုဘယ်အချိန်မှာဘယ်ဘယင်ယူလာလဲပဲကျွန်တော်ပြောလိုက်မယ်ပေါ့နော်။ဒီဘယ်မစ်ဘူဘလို့ပြဿနာတွေကြောင့်ဒီနိုင်ငံဗုဒ္ဓဘာသာရောက်သွားလဲဘလို့ပြဿနာတွေကြောင့်ဗုဒ္ဓဘာသာဟိုကြောင့်ဟို ဖြစ်သွားလဲဒီနိုင်ငံရဲ့ဗုဒ္ဓဘာသာဘယ်လိုဖြစ်သွားလဲဆိုတာတော့ကျွန်တော်ထည့်မပြောတော့ဘူးအဲကွန်ပျူတာသိကျင်နေဆိုရင်သိကျင်တဲ့နိုင်ငံကိုအသေးစိတ်ကွန်မန့်မှန်ပြီးကျွန်တော်အဲ့နိုင်ငံနဲ့ပတ်သက်ပြီးတဲ့အကြောင်းကိုကျွန်တော်ဗီဒီယိုတိတိကျကျအပြည့်စုံလုပ်ပေးမယ်ဒီကတော့ကျွန်တော် social knowledge အနေနဲ့ဘယ်နိုင်ငံတွေကအရင်ဆုံးရောက်လဲဆိုတာပဲကျွန်တော်ပြောသွားမှာဖြစ်တယ်ပေါ့နော်အဲအရင်ဆုံးပေါ့နော်ကျွန်တော်ခုနပြောသလိုပေါ့ရှီလင်းကပဲယင်းဒေးဗစ်နမ်ဘီယာပေါ့ဒေးဗစ်နမ်ဘီယာကိုဒီဗုဒ္ဓဘာသာကိုအရင်ဆုံးပြန်သွားတဲ့လူက ဟိုအစိုးကတွေပေါ့နော်အစိုးကကဘသူ့ကိုလွတ်ပြီးတော့ပြန်မွားခိုင်းလဲဆိုလို့ရှိရင်သူ့သားပေါ့နော်သူ့ရဲ့သားမဟင်္ဒရာတွေပေါ့နော်မဟင်္ဒရာရဲ့ပြီးွားလို့ရှိရင်သူ့ရဲ့သမီးစံကမစ်တရရဲ့ပေါ့နော်စံကမစ်တရပေါ့သူတို့နှစ်ယောက်ကိုတိုက်ခိုင်းပြီးတော့ဗုဒ္ဓဘာသာကိုလက်ခံခိုင်းနေပေါ့နော်လက်ခံခိုင်းပြီးတော့အမ်ဗုဒ္ဓဘာသာကိုပြန်ပွားလိုက်တယ်ဒါကလွန်ခဲ့တဲ့အခုသူတို့ BC 950ဝင်းကျင်ဆိုလို့ရှိရင်နှစ်ပေါင်း2000နဲ့အခုဆိုရင်2025ဆိုလို့ရှိရင်နှစ်ပေါင်း2300 ဝင်းကျင်ပေါ့နော်အဲဝင်းကျင်လောက်မှာဗုဒ္ဓဘာသာကိုအရင်ဆုံးပြန်သွားခဲ့နောက်တစ်နိုင်ငံကျတော့တရုတ်ပေါ့နော်တရုတ်ကတိတိကျကျပြောရမယ်ဆိုလို့ရှိရင်ရှီလင်ကပြီးရဲဆိုရင် AD 100ဆိုလို့ပြောလို့ရတယ်ပေါ့နော်ပြီးတော့သူကဟိုရှီလင်ကပြီးတာ ਨੇ ခရစ်တော်ပေါ်ပြီးတော့ပေါ့နော်ခရစ်တော်ပေါ်ပြီးတော့ AD 68ပေါ့နော် AD 68မှာသူဗုဒ္ဓဘာသာကိုလောကတိတိကျကျခံယူရလို့ပြောလို့ရတယ်ပေါ့နော်အဲ့ချိန်မှာတရုတ်ကိုဘသူကမင်းမှုလဲဆိုလို့ရှိရင်ဟန်မင်းဆက်တွေပေါ့နော်ဒါပေမဲ့ Empire နာမည်ကဘာလဲဆိုလို့ရှိရင် ဟို Mangdi Empire လို့လည်းခေါ်တယ်ပေါ့နော်။ဒါပေမဲ့တရုတ်ကိုဘယင်ကဟိုဗုဒ္ဓဘာသာကိုနော်ဘယင်နေရခေါ်လာတာတော့မဟုတ်ဘူး။အိန္ဒိယကဟိုဖုန်းကြီးတွေကပိုတာလန်ချောင်းနေခေါ်လာတာပေါ့နော်။ဒါကိုပေါ့နော်ကျွန်တော်အခုနပြောသလိုပေါ့ Mangdi Empire ကဒီဘယင်ကပေါ့နော်ဗုဒ္ဓဘာသာကိုစိတ်ဝင်စားခဲ့တယ်။စိတ်ဝင်စားတဲ့အချိန်ကျတော့သူကဘာလုပ်လဲဆိုတော့အိန္ဒိယမြောက်ပိုင်းပေါ့ဘီဟာရဘက်ကဒီယဟန်နေကိုသူဖိတ်တယ်ဖိတ်ပြီးတော့ သူဗုဒ္ဓဘာသာကိုပြန်ပွားခိုင်းတယ်ဗောနော်ပြန်ပွားခိုင်းပြီးတော့ AD 200စုဗောနော်200စုကြာမှာသူဗုဒ္ဓဘာသာရဲ့ကျမ်းနေဗောနော်ဗုဒ္ဓဘာသာရဲ့ကျမ်းနေကိုတရုတ်ဘာသာအဖြစ်ပြန်ဆိုခဲ့လိုက်ပြန်ပြီးွားမှာဗုဒ္ဓဘာသာကတရုတ်နိုင်ငံမှာစတင်ထွန်းကားပါတယ်တိတိကျကျပြောရမယ်ဆိုလို့ရှိရင်68မှာကြတော့ AD ဗောနော်တရစုမဟုတ်သေးဘူးเนาะတရစုမဟုတ်ဘူး68မှာကြတော့သူကဗုဒ္ဓဘာသာကိုစိတ်ဝင်စားတယ်သူဖိတ်ခေါ်လိုက်တယ်ပြန်ပွားနေတော့ဗောနော်ပြီးတော့200စုကြတော့ ဒီဟာဟိုပြောရမလဲဗုဒ္ဓဘာသာကျမ်းတွေအကုန်လုံးကိုသူတရုတ်ဘာသာအဖြစ်ပြောင်းလိုက်တယ်ဗောနော်၂ရာစုမှာမှလုံးဝပြောင်းလိုက်တယ်ဒါဆိုလို့ရှိရင်စရင်ကဘယ်လိုယူရမလဲဘယ်လိုဆိုလို့ရှိရင်ကျွန်တော်ကတော့၁ရာစုလိုပဲကျွန်တော်မှတ်လိုက်တယ်ဗောနော်၁ရာစုမှာသူလုံးဝဟိုစတင်ယူတာဟုတ်စတင်ယူပဲဆိုတော့ရွှေလင်းကပြီးတော့သူဗောနော်တရုတ်နိုင်ငံဗောနော်ပထမဟိုဒုတိယအနေနဲ့စရောက်တဲ့ဟာတရုတ်ပြီးွားလို့ရှိရင် နောက်တဲ့နိုင်ငံဘယ်နိုင်ငံလဲဆိုလို့ရှိရင်ကိုရီးယားဗောနော်တရုတ်နဲ့ကိုရီးယားကဘယ်လောက်ကြားထဲမှာဟာလဲဆိုတော့၁နေရာနီးပါးလောက်ဟာတယ်ဗောနော် ဟိုတရုတ်ကနေကိုရီးယားကိုရောက်ခုနေညနေပါလောက်ဟာတယ်ဒါပေမဲ့တရုတ်ကကိုရီးယားကိုဘသူပေးခဲ့လဲဆိုရင်ဘယင်နေပေးခဲ့တာမဟုတ်ဘူးယဟန်တပါပေးခဲ့တယ်ယဟန်ကတရုတ်ယဟန်ပေါ့နော်ရှန်ကာဟိုဆိုတဲ့ယဟန်တပါကကိုဂူရိုဘယင်ပေါ့နော်ကိုဂူရိုအင်ပါယာရဲ့ဘယင်ဟိုကင်းဆိုဆန်ပေါ့နော်ကင်းဆိုဆန်ကိုပေးခဲ့တယ်ဟိုဘယ်လိုပြောမလဲဆိုလို့ရှိရင်သူကပဲနှစ်ခုနှစ်မှာအဓိကပေးလဲဆိုလို့ရှိရင်382ခုနှစ်ပေါ့နော်382ခုနှစ်မှာအဲ့အင်ပါယာဘယင်ကိုပေးလိုက် ပေးလိုက်တဲ့အချိန်မှာဟိုပေချူးပရင်ပေါ့နော်နောက်နှစ်200လောက်ထက်ကြွားရနော်နောက်နှစ်200လောက်ထက်ကြပြီးတော့982ခုနှစ်မှာ982ခုနှစ်မှာသူကဘသူပေးလိုက်လေဆိုလို့ရှိရင်ပေချူးပရင်ကကင်းဟန်ဖုန်းလို့လည်းခေါ်တယ်ပေါ့နော်သူ့ကိုပေးလိုက်တယ်ပေးဘူးကမှပြည်တွင်းမှာဗုဒ္ဓဘာသာကိုလုံးဝပြည်နေဘာသာအဖြစ်ပြန်ချလိုက်တယ်ပေါ့နော်အဲ့တော့ကိုရီးယားကဘယ်ချိန်မှစရောက်လဲဆိုလို့ရှိရင် AD 400ဆိုပေါ့နော်380ဆိုတော့ A AD 400စုမှာရောက်ရှိခဲ့တယ်ပေါ့နော်။ဒါဆိုလို့ရှိရင်ရှီလင်းကရှီလင်းကပြောရင်တရုတ်တရုတ်ပြီးတော့ကိုရီးယား။ကိုရီးယားပြီးွားလို့ရှိရင်ပေါ့နော်ဘသူရှိရောက်လဲဆိုလို့ရှိရင်ဂျပန်လို့ပြောလို့ရတယ်ပေါ့နော်။ဂျပန်အကြတော့ဒီနေရာမှာ AD 900စုမျိုးပြောလို့ရတယ်။အဲဘာကြောင့်လဲဆိုလို့ရှိရင်ဟိုဂျပန်ကသူရှိကိုဘယ်ချိန်ဆရောက်လဲဆိုလို့ရှိရင်ဟို480နဲ့8ပေါ့နော်။ AD 900စုမျိုးပြောလို့ရတယ်ပေါ့နော်။အဲ့ချိန်မှာဘသူခက်လဲဆိုလို့ရှိရင် အာကာစုခစ်လို့လည်းပြောလို့ရတယ်ပြီးတော့ရှုတုကိုမင်းသားပေါ့နော်သူရဲ့ခင်မှာဟိုဘသူကလာပြီးလဲဆိုရင်ကိုရီးယားပြီးရယ်ပေါ့နော်ကိုရီးယားတကယ်တကယ်ပြန်ကြည့်မယ်ဆိုတော့တော်တော်သဘောကောင်းတယ်လို့ပြောလို့ရတယ်ဟိုတရုတ်ဆိုလို့ရှိရင်နှစ်တော်တော်ကြာဘွားမှကိုရီးယားကိုရောက်တာလေဒါပေမဲ့ကိုရီးယားကျတော့ဒီဘက်မှာသူမပြီးသေးဘူးဟိုဘယ်လိုပြောမလဲတရုတ်ဟိုဂျပန်ကိုလာပြေးလိုက်ပြီပေါ့နော်ဂျပန်ကိုဘယ်လိုလာပြေးလဲဆိုလို့ရှိရင်တုတ်တကျန်းနေပေါ့နော်တုတ်တကျန်းနေရေပြီးွားလို့ရှိရင်ဗုဒ္ဓရုပ်ကတော့ရေဟိုသူကလာပြေးပြီးတော့သူဗုဒ္ဓ ာသနာကိုပြန်ပွားခိုင်းတယ်ဗောနော်အဲ့အချိန်ကျတော့ဂျပန်ဘာလို့လဲဆိုလို့ရှိရင်သူတို့ရဲ့ဘာသာအဖြစ်ပြောင်းလိုက်တယ်ဗောနော်ပထမတော့သူတို့လိုပဲဗောနော်တနစ်တရာလောက်ကြာပြီးတဲ့အချိန်မှာသူတို့ရဲ့ဘာသာအဖြစ် translate လုပ်တယ် translate လုပ်ပြီးတော့ချင်းဂျီဂီလိုဆိုပြီးနာမည်ပြောင်းလိုက်တယ်ပြောင်းပြီးတော့ဗုဒ္ဓဘာသာကိုလုံးဝအခိုင်အမာ AD 6ဟာဆိုမျိုး800ဆိုမှလုံးဝအခိုင်အမာကိုပြန်ပွားပလိုက်တယ်ဗောနော်ဒီ channel ကိုပြောင်းပြီးတော့ဗောနောက်တစ်နိုင်ငံဘယ်နိုင်ငံလဲဆိုလို့ရှိရင်ကမ္ဘောဒီးယားဗောနော်ကိုရီးယားပြီးသွားတယ်ဆိုလို့ရှိရင်ကမ္ဘောဒီးယားကိုရောက်တယ်ဒီရကျတော့အခုတော့ကျွန်တော်ကကမ္ဘောဒီးယားလို့ချုပ်ပြောလိုက်တာဗောနော်ဒါမှမဟုတ်ကမ္ဘောဒီးယားအချင်းနောက်ပိုင်းလို့ပြောလို့ရတယ်တခုကကျတော့ ထမင်ဒေတာဆိုပြီးတော့လေခွဲတယ်ပေါ့နော်ဟိုထိုင်းရင်းနဲ့ရောရတာလေးရှိရဲဒီဘက်ချမ်းအခုမှကမ္ဘောဒီးယားဆိုပြီးဖြစ်တာအဲ့ဒီချိန်ကတော့နှစ်ပိုင်းပေါ့နော်ပထမအဦးဆုံးကကြတော့ဒီကောင်ကကြတော့495အခုနောက်ကြတော့ကိုရီးယားနဲ့ကြတော့နည်းနည်းလေးနောက်ကျတယ်ပေါ့နော်နည်းနည်းလေးနောက်ကျတဲ့အတွက်ကိုသူ့ကိုနောက်ဆုံးကျွန်တော် list ထည့်လိုက်တာပေါ့နော်အဲ့ဒီချိန်မှာ ဘသူကယူဆောင်လာလဲဆိုရင်အိန္ဒိယဘက်ကလူတွေကယူဆောင်လာတယ်ယဟန်နေပေါ့နော်ယဟန်နေကယူဆောင်လာတယ်အဲ့ချိန်မှာကမ္ဘောဒီးယားကဗာလဲဆိုလို့ရှင်ဖူနန်ပေါ့ဖူနန်ပေါ့နော်ဖူနန်ခင်းလို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့ချိန်မှာဟိုကင်းကဘသူလဲဆိုရင်ချေလာဟိုချေလာလို့လည်းခေါ်တယ်ပေါ့နော်သူကရင်တစင်ပြန်ပွားတယ်သူပြီးတဲ့အချိန်မှာဘသူကပြန်ပွားလဲဆိုလို့ရှင် ိုဂျာယဝရမပေါ့နော်ဟိုကအဲ့ကျတော့အန်ကာခေပေါ့နော်အန်ကာခေမှာဂျာယဝရမထပ်ပြီးတော့ပြန်သွားတယ်ပေါ့အဲ့ချိန်ကျတော့သူက6 6ရာစုလောက်ဖြစ်သွားတာပေါ့နော်ဒါပေမဲ့အရင်ဆုံးစရောက်တာကျတော့ဒီဒီ9ရာစုပေါ့နော်9ရာစုဝင်ချိန်မှာရောက်တယ်ဒါပေမဲ့3ရာစုလောက်ထဲကသူကရောက်နေပြီလို့လည်းဆိုတယ်3ရာစုလောက်ထဲမှာရောက်တယ်ဆိုပေမဲ့သူကအတိအကျအခိုင်အမာတွေမပြဘူးပေါ့နော်အတိအကျအခိုင်အမာတွေမပြတဲ့အချိန်ကျတော့ ဒီ900စုနောက်ပိုင်းုံပဲကျွန်တော်ထည့်လိုက်တာပေါ့เนาะ300စုမှာကျတော့ဒီလိုမျိုးထင်ရှားတဲ့အရာကြီးကြောက်စာမတန်းနေတဲ့သိပ်မရှိဘူး900စုနောက်ပိုင်းမှာဒါကိုထင်ရှားလာတာဖြစ်တဲ့အတွက်ကိုကျွန်တော်ကိုရီးယားနောက်မှာထည့်လိုက်တာပေါ့เนาะဒါက social knowledge တရားပေါ့ကျွန်တော်တည်တည်ဆဲဆဲလေးရှင်းပြပြီးတာပေါ့เนาะနောက်တစ်နိုင်ငံကကျတော့ Thai လို့ပြောလို့ရတယ်ပေါ့เนาะအမှန်တော့ Thai လို့တော့ကျွန်တော်မထည့်ဘူးပေါ့เนาะဘာလို့ Thai လို့မထည့်ဘူးလဲဆိုတော့ဒါက social knowledge နေနဲ့ကျွန်တော်အပေါ်ဆုံးပြောပြတာပေါ့เนาะဒါကကျတော့ Dravati လို့လည်းခေါ်တယ်ပေါ့เนาะ Dravati ဆိုတာကဘယ်လိုပြောရမလဲဆိုတော့ရှင်အခုချိန်မှာတော့ Thai ပိုင်းပေါ့အရင်ကတော့မြန်မာပိုင်းပေါ့ အဲ့ချိန်အဲ့ခါမှာတော့မြန်မာပိုင်းပေါ့မြန်မာပိုင်းဆိုတာဘယ်လိုလဲဆိုလို့ရှိရင်အဲ့ချိန်အဲ့ခါဆိုလို့ရှိရင်မွန်ရဲ့မွန်အင်ပါယာရဲ့ပေါ့နော်မွန်အင်ပါယာရဲ့ဒေတာတခုရာဒဝတီဆိုတာပေါ့နော်မွန်အင်ပါယာရဲ့ဒေတာတခုအခုချိန်ဆိုလို့ရှိရင်ထိုင်းနိုင်ငံရဲ့ဘယ်ဒီနေဘယ်နေရာထိပါလဲဆိုတော့နကော့ပထွန်ထိကိုပါတယ်ပေါ့နော်ထိုင်းနိုင်ငံရဲ့နကော့ပထွန်ထိကနေဟိုကျွန်တော်တို့မွန်အင်ပါယာတွေရှိတဲ့ပဲခူးပတ်ချံထိပေါ့နော်မွန်မွန်ပြည်နယ်ပဲခူးပတ်ချံအဲ့လိုပေါ့နော်အိုက်ပတ်ချံထိပါတယ်ပေါ့နော် အဲ့အဲ့ ठी ပါတယ်ဗောနော်အဲ့ချင်က more empire ဗောနော် more empire တမပိုင်နေတယ်သူကကြတော့လေ AD 900စုလောက်ကြီးရဲ့ရောက်နေတာပဲဗောနော် AD 900စုလောက်ကြီးရဗုဒ္ဓဘာသာကရောက်ရှိနေပြီသူကဘယ်ကနေရောက်လေဆိုလို့ရှင်အိန္ဒိယရဲ့ဟိုဘယ်လိုပြောမလဲဆိုလို့ရှင်သူကနှစ်ခုဗောနော်သူကနှစ်ခုသွားတယ်နှစ်ခုသွားတယ်ဆိုတော့ဘယ်လိုသွားလဲဆိုလို့ရှင်ကျွန်တော်ကြားထဲမှာတချို့နိုင်ငံတွေထဲမှာပြောသွားပြီကျွန်တော်အဲ့ဒီစဉ်လေးကျွန်တော်ပြောပြပေးမယ်ဒီအိန္ဒိယဘက်ကလေဟိုဗုဒ္ဓဘာသာရောက်ရှိလာတာလည်းရှိတယ်ဒီဘက်ကကျွန်တော်တို့ဒီတရုတ်ဘက်ခြံဗောနော်တရုတ်ဘက်ခြံနေလာတာလည်းရှိတယ်ဗောနော် အဲ့လိုအချိန်မှတွေကသူကအိန္ဒိယကိုဥမောဒီထိုင်းလဲကိုရောက်ရှိနေပြီပေါ့နော်ထိုင်းဆိုတာကအဲ့အခုမှတာထိုင်း7300ကျော်လောက်မှတာဆူကိုထိုင်းဆိုတဲ့နာမည်နဲ့ပြောင်းပြီးတော့သူတို့ထိုင်းဖြစ်သွားတာပေါ့နော်အဲ့အချိန်မှကျတော့ဒရာဗတီရဲကိုရောက်နေပြီဒရာဗတီရဲကိုရောက်ပြီးတော့ဘုဒ္ဓဘာသာစတင်ထွန်းကားနေပြီပေါ့နော်ဒါမှမဟုတ်ဒရာဗတီကအခုချိန်မှဟိုပျက်စီးပြတ်သွားပြီပေါ့နော်ပျက်စီးပြတ်သွားတဲ့အချိန်ကျတော့ဒီဟာကိုထိုင်းလူတွေယူရတယ်မြန်မာလူတွေယူရတယ်ပြီးတော့ဟိုမြန်မာကျတော့ကျွန်တော်တို့မြန်မာမှာကျတော့ဟို ဟိုကပါလေ AD 600ယူပေါ့နော် AD 600ယူတကယ်တကယ် officially မြန်မာနိုင်ငံဘုဒ္ဓဘာသာကပြန်ပွားတာက700ယူမှာပြန်ပွားတာပေါ့နော်အနော်ရထားမင်းလက်ထပ်ပါပေါ့နော်ကျွန်တော်နောက်ဗီဒီယိုမှာတော့ထည့်ပြီးပြောပေးမယ်ပေါ့နော်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟိုတရားကိုလည်းကျွန်တော်အကျဉ်းချုပ်ပြောပြဖို့ရှိရပါတော့ community social knowledge share တာပေါ့ ဒီမှာကြတော့မြန်မာနိုင်ငံတုန်းကရောက်ရှိနေပြီဆိုတာကဟိုမနူဟာခစ်ပေါ့နော်မနူဟာခစ်ထဲမှာညရောက်ရှိနေပြီပေါ့နော်ကင်းမနူဟာခစ်ထဲမှာညရောက်ရှိနေပြီဒါပေမဲ့ officially announcement ရှင်မရှိသေးဘူးမရှိသေးဘူးပြီးတော့တထုံရင်ပါရပေါ့နော်အနော်ထားမိတာတွေတိုက်ပေါ်မှာဒါ community တွေတချို့တွေသိမယ်တချို့တွေကမသိသေးဘူးပေါ့နော်ကျွန်တော်နောက်ပိုင်းကျွန်တော်အဲ့ဒါလည်း video လုပ်ပေးရုံပဲပေါ့နော်ဟို mobile solution ဒီ video ပြီးကျွန်တော်နောက် video လည်းလုပ်ပေးနေလုပ်ပေးရုံပဲပေါ့နော်အဲဒီကကျွန်တော်အကြံအမြင်ရှင်းပြလိုက်တာပေါ့နော်ဒီဒရာဘတီကအဲ့ချိန်မှာဟို more empire လေးမှရှိနေတာပေါ့နော်ရှိနေတဲ့အချိန်ကျတော့ဒါကိုမြန်မာနိုင်ငံလို့လည်းယူလို့ရတယ်ထိုင်းလို့လည်းယူလို့ရတယ်ဒါပေမဲ့မြန်မာနိုင်ငံက officially ဗကန် empire ပြီးွားမှလာတာဟုတ်ဗကန် empire ဟာပြီးွားမှလာတာဆိုတော့ဒါကထိုင်းစင်းရင်းထဲမှာဝင်သွားလက်ရှိမှာလည်းထိုင်းကနကောပထမဒီပါနေတယ်ဆိုတော့ကျွန်တော်ကထိုင်းစင်းရင်းထဲထည့်လိုက်တယ်ပေါ့ပြီးွားမှမြန်မာပေါ့နော်အဲကွန်ပျူတာကအခုလက်ရှိအချိန်မှာရှင်းရှင်းလင်းလင်းမြင်သွားပြီလို့မြင်မိတယ်ဒီတန်းမှာကျွန်တော်၅နိုင်ငံမထည့်ဘူးပေါ့နော်၅နိုင်ငံမထည့်ဘူးဆိုတာကပထမအဆုံးတနိုင်ငံကျတော့လာအိုပေါ့နော်လာအိုကကျတော့900စုမှ ဟိုရောက်တယ်ဆိုတော့မြန်မာနိုင်ငံပြီးွားမှသူကသူ့ရှိရောက်တယ်ဆိုတော့ကျွန်တော်လာဟိုမထဲတော့ဘူးပြီးတော့နောက်၄နိုင်ငံရှိတယ်အရေးကြီးတဲ့၄နိုင်ငံပေါ့နော်အရေးကြီးတဲ့၄နိုင်ငံဆိုတာကဘင်္ဂလားဒေ့ရှပြီးွားလို့ရှိရင်မလေးရှားပြီးွားလို့ရှိရင်အင်ဒိုနီးရှားပြီးလို့ရှိရင်ဘရူနိုင်းပေါ့နော်အဲ့၄နိုင်ငံပေါ့နော်အဲ့၄နိုင်ငံကမြန်မာနိုင်ငံကိုဗုဒ္ဓဘာသာမရောက်ရှိခင်နေရာရောက်ရှိသွားပြီ ဒါပေမဲ့သူတို့ကတဆယ်စင်ချူရီပေါ့နော်တဆယ်စင်ချူရီနောက်ပိုင်းဒီမှာသူကအစ္စလမ်ဘာသာတွေကိုးကွယ်ွားကြရတယ်ပေါ့နော်ကိုးကွယ်ွားတဲ့အချိန်မှာဗုဒ္ဓဘာသာလူမျိုးစုကနည်းတဲ့လူကလည်းရှိတယ်မရှိတဲ့လူကလည်းမရှိတော့ပေါ့နော်ဒါအကြောင်းကျွန်တော်ကဒီအကြောင်းတွေထည့်ပြီးမပြောရတော့ဘူးပေါ့နော်တကယ်လို့ community တို့ကဟိုစိတ်ဝင်စားတယ်ပေါ့နော်စိတ်ဝင်စားတယ်ကျွန်တော်အခုပြောခဲ့တဲ့နိုင်ငံတွေထဲမှာပေါ့နော်ကျွန်တော်အစားပဲမှာပြောခဲ့တယ်လို့ပေါ့ဟိုဘာကြောင့် ဘလို့ရောက်ခဲ့တယ်ဆိုတာကိုကျွန်တော်အကျယ်တဝင့်မပြောတာကိုကျွန်တော်အချင်းချင်းပြီးပြောရတာပေါ့နော်တကယ်လို့ကွန်ပျူတာရဲ့စိတ်ကြိုက်ပေါ့နော်နိုင်ငံတစ်နိုင်ငံပေါ့ကျွန်တော်အခုပြောရတဲ့နိုင်ငံတွေရှိတယ်ဟိုရှီလင်းကရှိမယ်ပြီးသွားလို့ရှိရင်ဂျပန်တရုတ်ကိုရီးယားပြီးသွားလို့ရှိရင်ဟိုကမ္ဘောဒီးယားပေါ့နော်ကမ္ဘောဒီးယားပြီးသွားလို့ရှိရင်ဟိုဟာထိုင်းပေါ့နော်ထိုင်းရှိမယ်ပြီးသွားလို့ရှိရင်ကျွန်တော်မပြောတဲ့နိုင်ငံ၄နိုင်ငံပေါ့နော်ဘင်္ဂလားဒေ့ရှ်ပြီးရင်အင်ဒိုနီးရှားဘရူနိုင်းမလေးရှားပေါ့နော်အဲ့နိုင်ငံရှိမယ်ပေါ့နော်အဲ့နိုင်ငံတွေက ဟိုဗုဒ္ဓဘာသာတွေဘယ်လိုရောက်ရှိလာလဲဘယ်လိုပြတ်သုံးသွားလဲသိကျင်တယ်ဆိုတော့အဲ့တနိုင်ငံတွေကိုကျွန်တော်ကွန်ပျူတာကြိုက်တဲ့နိုင်ငံအောင်ပေါ့ကွန်မန်မန်လေးပါပေါ့နော်ကျွန်တော်အဲ့နိုင်ငံတွေကိုကျွန်တော် research လုပ်ပြီးတော့ဘာကြောင့်ဘယ်လိုရောက်ရှိလာလဲဘယ်လိုပြတ်သုံးသွားလဲဆိုတာအစားကျွန်တော်အကုန်လုံးကိုပြောပြပေးမယ်ပေါ့နော်ဒီနေ့ကြကြလေးပေါ့အဲကွန်ပျူတာဒါဆိုလို့ရှိရင်ရှင်းရှင်းလင်းလင်းပေါ့နော်ဟို social knowledge ရတဲ့ ဗီဒီယိုတစ်ခုကိုကြည့်မိလိုက်ပြီလို့ကျွန်တော်တို့မြင်မိတယ်ဗီဒီယိုအဆုံးအထိကြည့်ပြီးတယ်ကွန်ပျူတာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုကအသုံးဝင်မယ်ထင်လို့ရှိရင်တခြားကွန်ပျူတာကိုလည်း share ပေးပါအောင်ကွန်ပျူတာရေတဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ကွန်ပျူတာရေအားလုံးလက်ပြူဝေါ်ပါတတ်တာဘိုင်ဘိုင်